entrepreneur ဆိုတဲ့ဟာစွန့်စားရမယ်တီထွင်ရမယ်ကိုလိုချင်တဲ့အရာတစ်ခုစားဖို့အတွက်စွန့်လွှတ်ရမယ်သူများထက် YouTube ပြီးတော့ဆက်စပ်မပြတ်စူးစမ်းမှုတွေအဲ့ဒါအရေးကြီးပါတယ်လူတွေအောင်မြင်မှုကသူတို့ရဲ့တန်ဖိုးထားတဲ့အရာပေါ်မှာ right value ဖြစ်ဖို့ရည်ရည်ကြီးတယ်။ Do it now strategy မှာတပတ်ပဲငါပါလုပ်ပါလား။ သူချပြန်စစားပြီးတော့မှအဲ့လုံးမယ်ဆိုတဲ့ဟာအကုန်ချရည်မိလာပါရှင်ဒီချက်နဲ့မေတော့ဒေါက်တာပူပူကြီးပါဒီချက်ပို့ပါဒီချက်တော့ညမ Imperial College MIC ရဲ့တည်ထောင်သူတူဖြစ်ပါတယ်ရှင်ဒီနေ့ဆွေးနွေးပွဲလေးမှာဒီချက်က21 Principle for Life and Success ဆိုတဲ့ခေါင်းစဉ်လေးနဲ့ဒီချက်ရဲ့အလုပ်လုပ်ခဲ့တဲ့23နှစ်မှာရခဲ့တဲ့အတွေ့အကြုံ21ခုဒီချက်ကျင့်သုံးခဲ့တဲ့ practices လေး21ခုအောင်မြင်မှုအိမ်မက်တွေအတွက်ကျင့်သုံးရမယ့် practices 21ခုဝင်မြှပ်ပေးခဲ့ခြင်းဖြစ်ပါတယ် entrepreneurship တွေအကြောင်းလဲပါတယ် marketing တွေအကြောင်းလဲပါတယ်အဓိကဒီနေ့ပြုလုပ်ရခြင်းရည်ရွယ်ချက်ကတော့ပါလို့ဆိုတော့ ်ချက်ကဟိုအောက်ဆုမှလည်းကြောင်းတက်တယ်ပြီးတော့တချက်အလုပ်လုပ်တဲ့အချိန်မှာ23နှစ်လုံးဒီအလုပ်လည်းလုပ်တယ်ကြောင်းလည်းတက်တဲ့အချိန်မှာတချက်ရဲ့အတွေ့အကြုံတွေအားလုံးချက်ချရတဲ့ကြောင်းသားကြောင်းသူတွေအားလုံးဝင်မျှပေးခြင်းနဲ့အထူးကအဲ့ဒီရွေးချက်လေးနဲ့ချက်ဒီနှစ်ပွဲလေးကိုလုပ်ဖြစ်တာပါပြီးတော့နောက်တစ်ခါကျတော့ချက်ရောမြန်မာ Imperial College MIC မှာ Diploma in Leadership and Marketing ဆိုတဲ့အတန်းလေးဖွင့်ပါတယ်အဲ့ Diploma in Marketing ဆိုတဲ့အတန်းလေးကိုလည်းချက်ရော launching လုပ်တယ်ပြီးတော့ချက်ရောက Founder Scholarship ကနေလည်း70% scholar ပေးတာတဲ့အဲ့ဒီသတင်းလေးကိုလည်းချက်ချက်တဲ့သူတွေအားလုံးဝင်မျှပေးခြင်းတာဖြစ်တာဖြစ်တဲ့အတွက်ချက်ရော diploma program program ရဲ့ launch ceremony အနေနဲ့လည်းဒီပွဲလေးလို့ဖြစ်ခြင်းဖြစ်ပါတယ်ရှင်။ဖွဲ့စည်းတစ်ခု brand တစ်ခုအောင်မြင်ခြင်းနဲ့ small business တစ်ခုအောင်မြင်ခြင်းနဲ့ဆိုရင် right product နဲ့ right service ရှိရတယ်။ပြီးတော့အဲ့ right product နဲ့ right service ကိုလည်းအမြဲတမ်းကြော်ညာနေရတယ်။အဲ့အတွက် advertising နဲ့ marketing plan ကောင်းကောင်းတစ်ခုတလားမှာတစ်ခုရှုရှိရတယ်။ What makes people successful? လူတွေဘာလို့အောင်မြင်တာလဲ? Is it because of their talent? Or is it your ability? ခက်ခဲတယ်။စိတ်ပေါ်မှုတွေကိုကြိုက်ပါ။အဲ့ဟုတ်ကဲ့ပြီ။ လဲကြလဲတင်ထားနေတယ်။ဒီချက်ဒီ21 principle ထဲမှာဒီချက်အတိအက highlight လုပ်ချင်တဲ့အချက်၅ချက်ကကျတော့ဘာလဲဆိုတော့နံပါတ်၁က start small and dream big ဒီ project တိ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 လေးရနေစပြီးတော့မှအိမ်မက်အကြီးမက်ပါလို့ဆိုတဲ့ principle တခုဒီချက်ဝင်မျှပေးချင်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့အောင်မြင်မှုအိမ်မက်ကိုဖန်ဆင်းနေဆိုတာကလေဒီချက်တို့ project တိ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 လေးတို့အောင်မြင်အောင်လုပ်ပေးပြီးတော့မှအဆုံးဆုံးအောင်မြင်မှုတခုကိုရအောင်ဖန်ဆင်းရတဲ့သဘောပါ။အဲ့ဒါကြောင့်မို့ project အသေးလေးတွေပြီးအောင်လုပ်ပါအိမ်မက်အကြီးမက်ထားပါဆိုတဲ့ဟာတခုရှိပါတယ်။နောက်တစ်ခုကကျတော့ဘာလဲဆိုတော့ဒီချက်တို့ that the mindset of entrepreneurship ဆိုတာရှိရမှာပေါ့နော်အ principle 2ကကြာတော့ကျတို့ myself entrepreneurship က entrepreneur ဆိုတဲ့ဟာစွန့်စားရမယ်တီထွင်ရမယ်ကိုလိုချင်တဲ့အရာတစ်ခုစားဖို့အတွက်စွန့်လွှတ်ရမယ်သူများထက် YouTube ပြီးတော့ခါကြာတော့ယူခါနေအောင်ဆက်ဆက်မပြတ်စူးစမ်းမှုတွေအဲ့ဒါတွေအရေးကြီးပါတယ်အဲ့တော့ဒီ entrepreneurship mindset ရှိဖို့အရေးကြီးတယ် the mindset of marketing ပေါ့နော် marketing ဆိုတဲ့ဟာကိုတကယ်ယုံကြည်ပြီးလှပဆိုတာဆက်ဆောင်တတ်ရမယ်ဈေးရောင်းဖို့မရှက်ရဘူးစီးပွားရေးလုပ်ဖို့မရှက်ရဘူးသင်ယူဖို့ကိုမရှက်ရဘူးအခက်အခဲတွေကိုမကြောက်ရဘူးဆိုတဲ့ the mindset of marketing ရှိ ို့အရင်ရေးကြည့်တယ်ပြီးတော့ရင်နောက်တစ်ခုကတစ်ချက်သုံးနေတဲ့ marketing မှာဆိုရင်81 strategy ပေါ့နော် marketing မှာ social media မှာ digital platform အနေနဲ့သုံးတဲ့ခါကျရင်တစ်လမှာ post 10 post တင်မှာပြီးတော့ရင်နောက်တစ်လမှာနောက် post နဲ့ post ကကြတော့ဗာလဲဆိုတော့အဲ့8ပေါ့နော်နောက်နှစ် post ကကြတော့ဗာလဲဆိုတော့ social impact နဲ့ပတ်ဝန်းကျင်အတွက်ကောင်းမွန်တဲ့ post လေးနှစ် post တင်မှုအရေးကြီးပါတယ်နောက်ဆုံးတစ် post ကကြတော့ဗာလဲဆိုတော့ customer testimonial ဆိုတဲ့ post လေးတစ်ခုတင်မှုအရေးကြီးတယ်အဲ့ဒါက821ပေါ့နောက်ဆုံး principle 5ကကြတော့ဗာလဲဆိုတော့ချက်ရော marketing ုပ်တယ်အောင်မြင်မှုအိမ်မက်တွေကိုအကောင့်ထဲပေါ်တဲ့ခါကျရင်အရင်အရေးကြီးတာက physical evidence ပေါ့နော် physical evidence ကိုတခြားလူတွေမြင်အောင်ပြရတယ်ပြရတဲ့ခါကျကျွန်တော် commercial ကြုံညာတာပဲဖြစ်ဖြစ် content writing ပဲဖြစ်ဖြစ်ဟိုကိုယ့်ရဲ့ product ကိုကြုံညာတာပဲဖြစ်ဖြစ်ယုံကြည်ရတဲ့ physical evidence တွေကဘာတွေလဲဘာတွေလဲဆိုတာပို့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 ပြီးတော့ powerful ဖြစ်အောင်ပို့အားကောင်းလာအောင်အချိန်ပေးပြင်ဆင်ပြီးသွားတဲ့ခါကျတော့မှကောင်းမွန်တဲ့ product တစ်ခု service တစ်ခုကို share လို့ marketing လုပ်ဖို့ advertising လုပ်ဖို့ manage လုပ်ဖို့ကအရင်အရေးကြီးပါတယ်အဲဒီချက်နောက် ချစ်သုံးတဲ့အချက်လေးတစ်ချက်ကတော့ဗာလဲဆိုတော့ကျတို့အမီမှုအိမ်မက်တွေအတွက်လဲကြရင်ပြန်ထားပါတဲ့ဟိုလဲကြတဲ့ခါကျရင်ဒီကျတို့ပြိုလဲတဲ့ခါကျရင်ပြိုလဲသွားလို့ရတယ်ပြတ်ထားတဲ့ခါကျရင် rush like a phoenix phoenix ကတကောင်လို့ပြင်ဆင်မှုတွေအားလုံးနဲ့ကိုယ့်ရဲ့ comeback တွေကိုပြင်ဆင်မှုအရင်ကြီးကြည့်ပါလေလို့ခါတလေကြရင်ရရင်တက်ဖို့လဲကြတဲ့ချိန်ကတင်ပေးတယ်တဲ့မလဲကြခဲ့ဘူးချင်းရရင်တက်မှာမဟုတ်ဘူးလဲကြပြီးသွားပိုင်းနဲ့ပြန်ထားလိုက်တဲ့အချိန်မှာကိုကရရင်မှုဆိုတဲ့အရာ ချက်ဘွားမှာပြန်ရောက်လာတယ်။အောင်မြင်မှုအိမ်မက်တွေကိုစူးစမ်းတဲ့လူငယ်တွေအားလုံးအတွက်တခြားရောအချက်ပေးချင်တာဗာလဲဆိုတော့လူတယောက်ရဲ့အောင်မြင်မှုလူတယောက်ရဲ့အိမ်မက်ဆိုတာကဟိုကောင်းမွန်တဲ့အလုပ်ရက်တွေအပြီးတော့ခါကြရင်ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေနဲ့ပဲအကုန်လုံးနဲ့ဖန်ဆီးထားတာမဟုတ်ပါဘူး။ခက်ခဲတဲ့အချိန်တွေအပြီးတော့ကိုယ်ကိုတခိုက်ကြတဲ့အချိန်တွေတကယ်ကိုစိန်ခေါ်မှုတွေအများကြီးရှားမှာဖြစ်ပေါ်လာတဲ့အရာကိုအောင်မြင်မှုအိမ်မက်လို့ခေါ်ပါတယ်။အဲ့ဒါကြောင့်မို့အခက်ခဲတွေတွေ့ရစိန်ခေါ်မှုတွေတွေ့ရဆိုရင်စိတ်ထဲမကြပါနဲ့။အပြင်လူကအတန်တွေကိုယ်ဝန်နဲ့နားထောင်ပြီးတော့ကိုယ့်ရဲ့အောင်မြင်မှုအိမ်မက်တွေ ကိုမဆုံးလွတ်လိုက်ပါနဲ့ရင်ဘတ်ထဲကအတန်အောနားထောင်ပါကိုလုံနေတဲ့အလုတ်က100%အကောင်းဆုံးဖြစ်အောင်စူးစမ်းပါသင်ယူပါစေတနာအဖြစ်နဲ့လုပ်ပါအမျိုးမျိုးအိမ်မက်တွေအားလုံးကတနေ့နေ့ချိန်ကြရင်တချို့တို့တက်ဖြစ်လာပါလိမ့်မယ်လို့ချက်ပြောချင်ပါတယ်ပြီးတော့ချက်တို့မြန်မာ Imperial College MIC အနေနဲ့လည်းပညာဒါန program နဲ့အခုဆိုရင်ချက်တို့ certificate in marketing and entrepreneurship ဆိုရင်ပညာဒါနကျောင်းသား1500ကိုပညာဒါနပတ်စံတချမ်းမယူပဲနဲ့ချက်တို့ data ဖွင့်လက်တကြပေးပါတယ်အကဲငွေရေးချိအခက်ခဲရှိနေတဲ့သူတွေရှိရဆိုလဲချက်တို့ MIC ကိုဆက်သွယ်ပေးပါချက်တို့မှာပညာဒါနအတန်းတွေလည်းရှိတယ်ပြီးဖောက် account scholarship တွေလည်းရှိတယ်ချေတို့ဘက်ကနေအကောင်းဆုံးအိမက်တွေအားလုံးကိုဖေးမဖို့အတွက်ဘေးကနေပြီးတော့ချေတို့အကူညီပေးဖို့အတွက်အသက်ရှိနေပါတယ်လို့ပြောချင်ပါတယ်လူငယ်တွေအားလုံးကိုလည်းရှင်ဘတ်ထရအတန်အနားထောင်ပါချေရဲသူတွေအားလုံးရှင်ဘတ်ထရအတန်အနားထောင်ပါအိမမတ်ပါအိမမညကြည့်ပါအိမမညကောင်းထည့်ဖို့ပါလို့ပြောချင်ပါတယ်ဒီနေ့ပြုလုပ်တဲ့ marketing and entrepreneurship အခမဲ့ပညာရေးဆွေးနွေးပွဲလေးမှာဆိုလို့ရှင်ပေါ့နော်လုပ်ငန်းဝင်ပါလေလုပ်ငန်းဝင်ဝင်မိသားသူတွေလည်းပါမယ်ကြောက်တဲ့နေတဲ့သူတွေလည်းပါမယ်အားလုံးကကိုယ့်ရဲ့စူးစမ်းနေတဲ့နေပင်မှာဘယ်လိုမျိုး strategy နဲ့ ဲ့စူးစမ်းမလဲပို့ပြီးအောင်မြင်မှုတွေပြုလုပ်ရမယ်လမ်းကြောင်းလေးတွေပေါ့နော်အဲဒီ strategy လေးတွေ theory လေးတွေကိုတစ်ချိန်နေပြီးတော့တစ်ချိန်အတွေ့အကြုံတွေနဲ့ပေါင်းစပ်ပြီးတော့မှဝင်ပြပေးခဲ့တဲ့ season လေးပဲဖြစ်ပါတယ်ရှင်ဒီပွဲလေးမှာဆိုလို့ရှိရင်တော့မတို့ကလက်ရှိပေါ့နော်သင်ကြားပေးနေတဲ့ International Foundation Diploma Program Bachelor Program နဲ့ Master Program တွေမှာဆိုလို့ရှိရင်လည်းဒီနေ့ပွဲလေးမှာလာပြီးတော့မှအတက်ကျောင်းသားကျောင်းသူတွေအတွက်ကိုမတို့က benefit အနေနဲ့ဆယ်သိန်းပေါ့နော်ပေးထားပါတယ်နောက်ပြီးကြတော့ဂုဏ်လူရထားတဲ့ကျောင်းသားကျောင်းသူများအတွက်ဆိုလို့ရှိရင်လည်းဂုဏ်လူရေတွက်လိုက်ပေါ်မှာမူတည်ပြီးတော့မှအကျောင်းသားလေးတွေအတွက် ကို Mara Scholarship တွေလည်းထပ်ပြီးတော့မှထည့်သွင်းပေးထားပါတယ်ရှင်။မတော်မြန်မာ Imperial College မှာဆိုလို့ရှိရင်400ဆတဒဏ္ဍာအောင်မီမှာစပြီးတော့တက်ရောက်လို့ရတယ်။ pre international foundation diploma program foundation diploma ပြီးသွားတဲ့ခါကျလို့ရှိရင်လည်း10တန်းအောင်17တန်းအောင်ကျောင်းသားကျောင်းသူတွေအတွက် UK PSN ကနေပြီးရတဲ့ foundation diploma တွေအပြင်နောက် bachelor program master program တွေလည်းသင်ကြားပေးနေပါတယ်ရှင်ကျောင်းသားကျောင်းသူများအတွက်ဆိုလို့ရှိရင်လည်းဒီမှာတော့စတင်တာလည်းမဟုတ်ပဲねအခြားပေါ်တော့ activity တွေရော seminar တွေအဲနောက် workshop လေးတွေလည်းအများကြီးစီစဉ်ပေးထားပါတယ်ရှင်မြန်မာ infra college မှာလာရောက်ပြီးတော့သင်ကြားသင်ကြားမှုတွေကိုလည်းနေထွေးစွာနဲ့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်အဓိကကတော့ marketing နဲ့ပတ်သက်တဲ့ marketing mindset ရဲ့ပြီးရ21 principles နဲ့ပတ်သက်တဲ့ ဲ့ဟာလေးလည်းသိရတယ်ပေါ့နော်တီချယ်ပို့ကသူ့ရဲ့ ဒီစိန်ခေါ်မှုခက်ခဲတွေเนาะသူဒီ23နှစ်ကာလတစ်ခုလုံးမှာသူဘယ်လောက်ကြိုးစားခဲ့ရတယ်အဲဘယ်လိုမျိုးခက်ခဲရင်ဆိုင်ခဲ့ရလဲဆိုတဲ့ဟာတွေကိုလည်းပညာသားပပါနဲ့ပေါ့เนาะတကယ်ဟိုမှာစိတ်ထဲကနေပြီးတော့သင်စရာနဲ့ပြပြပေးရယ် knowledge sharing နေလုပ်ပေးရယ် experience sharing နေလုပ်ပေးရဟာတွေကိုအကုန်လုံးသိခဲ့ရပါတယ်ရှင်တခြားလက်ရှိသင်နေတဲ့အဲပညာတွေကိုလည်းအခုလိုမျိုးလူငယ်တွေရောတော့လကောက်ဒီ seminar အများကြီးလုပ်ပြီးတော့ knowledge sharing နေလုပ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်ကိုကစာမှာလည်းတော်ချင်တယ်လို့မျိုး ခုနလို networking လည်းရှိကြနေနောက်တစ်ခါကျတော့တကယ်တကယ်မှာဒါ Oxford ကနေပြီးတော့တင်ကြားတဲ့ module လေးတွေတချို့တစ်ပိုင်းအစိတ်ပိုင်းလေးလည်းသိကြနေဆိုလို့ရှိရင်တော့မြန်မာ Imperial College ကိုရွေးချယ်ဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင် တော့အကြီးအမားရမယ်ဒါပေမဲ့ဒီအိမ်မက်သေးသေးလေးတွေကနေစပါလို့တစ်ချက်ပြောချင်ပါတယ် Grade 9နဲ့ Grade 10တက်နေတဲ့ကျောင်းသူကျောင်းသားတွေအတွက်အင်္ဂလန်နိုင်ငံတိုက်ရိုက်ပေးအပ်တဲ့ Imperial International Foundation Program တက္ကသိုလ်ဝင်တဲ့အောင်မြင်ပြီးသူတွေအတွက် Bachelor in Business and Management Bachelor in Marketing Management Bachelor in Hospitality and Tourism Management တက္ကသိုလ်ဘွဲ့ရသူကြားပြီးပြီးလုပ်ငန်းခွင်မှာပိုပြီးအောင်မြင်တဲ့အခွင့်အလမ်းတွေရရှိခြင်းနဲ့သူငယ်တွေအားလုံးအတွက်အင်္ဂလန်နိုင်ငံကနေပေးတဲ့စီးပွားရေးမဟာဘွဲ့ MBA တကယ်လက်တွေ့လောကမှာဒီထက်ပိုပြီးစနစ်တကျအုပ်ချုပ်မှုဤပညာတွေရခြင်းနဲ့သူရဲ့အတွက် Graduate in Business Administration Program ကိုမှာတက်ရောက်လို့ရပါတယ်။နောက်ဆုံးပြုလုပ်ထားတဲ့ Program တွေကတော့ Certificate Program တွေပဲဖြစ်ပါတယ်။ မြန်မာ Imperial College MIC အိမ်မက်ပါအိမ်မက်များကိုယုံကြည်ပါအိမ်မက်များကိုအကောင့်ထည့်ဖို့ပါ